ောင်ကြသွားရင်ခမားတို့ခုကျွန်တော်တိုက်ခိုက်နေတဲ့လူတွေခမားတို့ဘာရမှာလဲဟမ်ဘာရမှာလဲလို့ကျွန်တော်မေးကြည့်တာနော်ဘာရမှာလဲခမားတို့ကျွန်တော်ခုတိုက်ခိုက်တယ်ခဲခိုက်ခမားတို့ကျွန်တော်တရားဆွဲတယ်ကျွန်တော်ထောင်ကြသွားရင်ခမားတို့ဘာရမှာလဲခမားတို့ဗျာအုံအောင်မရှိတာ နော်အဲ့ကြောင့်မလို့ခမားတို့ဟိုဘက်တစ်ဖက်ကညီတယ်ဟိုဘက်တစ်ဖက်ကတရောင်းသားအစား အဲ့ဒီအရေးကင်းစားပြတွေကဒိုးပြည်သူရဲ့ညီရလာရဲ့ညီရင်တရောင်းသားလေးတွေကခွက်ကောက်ပြီးဟိုဝါလကုတ်တီးတယ်အဲ့ဒါပြီးကျွန်တော်ကျွန်တော်ဟောဖြည့်ညက်ကတ်လို့ဦးမယ်နော်ဝါလကုတ်တီးတဲ့ကောင်ကလည်းခြီချိုးကလည်းအမဒိုးပြည်သူရဲ့ညီရလာရဲ့ညီရင်ညီရင်ဟာအကုံလုံးကညီတာဒီဘက်ကလူတွေကမနာလို့မချူစိတ်ဒါကခင်ဗျားတို့ဒါကြောင့်မို့လို့မအောင်မြင်တာနော်လူတွေအများကြီး လူများပြီးချီးများတာပဲရှိတယ်နော်ဘာမှတိုင်းပြည်နဲ့နိုင်ငံလူမျိုးအတွက်လဲထိထိရောက်ရောက်အထိုးမပြုတ်နိုင်ဘူးနော်လူများပြီးချီးများတာခင်ဗျားတို့ကမှပြီးရင်အယိုးများနဲ့ချီးကားတယ်လို့တာဟိုကခင်ဗျားအင်အုံနဲ့အင်းနဲ့လို့တာနော်ပီရီယက်ရဲ့ပါဝါရဲ့ကလေးတွေကမစင်းစမ်းမစင်ကျင်ဘူးတို့ပြည်သူတွေညီရဲလားညီရဲညီရဲဆိုပြီးတော့အုံနဲ့အင်းနဲ့နော်ဝိုင်းပြီးလို့တာနော် ဝိုင်းပြီးလို့တော့အခုမကြားဘူးတဲ့အရာတွေအောင်ကြားသွားရတာ PDF ပါလို့အကုန်လုံးဒီတိုင်းသားလက်နဲ့ကင်ကောင်းချမ်းသူတဘုံကတိုက်တာနော်ခမားတို့စိမ့်ပိတွေလုံးဝလုံးဝဘောမအစ်စ်တွေတိုင်းပြီးတော့တတိယအောင်မလုံနိုင်မင်းနဲ့နော်တရောင်းနဲ့တရောင်းမနာလို့နေတာနော်မနာလို့ပြီးတော့ခမားတို့ဖြစ်ပြနေတာကိုကျွန်တော်ကြည့်ပြီးတော့လေငါတို့ဒီဘက်ကထင်တယ်တော့မပေါောက်ရောက်တာဒါကြောင့်မို့လို့ပါလားလို့ ခမားတို့လုံနိုင်ခမားတို့နောက်ကကျွန်တော်လိုက်ပါမယ်နော်လိုက်ပါမယ်ဘလောက်လုံနိုင်လဲကျွန်တော်ကြည့်ရှင်လို့ပါနော်လုံနိုင်လဲကြည့်ရှင်လို့ပါဘယ်အထိသွားနိုင်လဲကြည့်ရှင်လို့ပါနော်ခမားတို့ကိုကားကိုစီထည့်ပြီးအောင်မှာဟမ်တကယ်အန်ရဲ့ကြီးရဲ့နေရာကြီးမသွားဘဲနဲ့ဘလို့ဖြစ်ပြီးကျွန်တော်တိုက်ခိုက်နေရတော့ဗျာအုံလိုက်ခြင်းလိုက်ဝိုင်းပြီးတော့အုံလိုက်ကြိုက်တာနော်အုံလိုက်ကြိုက်တာအဲ့လူတွေကဘယ်လိုလဲဆိုသွားကြည့်လိုက်ရင် တက်မတော်ဘက်ကလူတွေနော်တက်မတော်ဘက်ကလူတွေအမှန်တရားကိုလည်းမချပြရတဲ့လူတွေနော်အဲ့တော့ကျွန်တော်တို့ခုဒီဖာကန်ပေါ့နော်ဖာကန်ကလည်းတစ်တော်မာလေးတက်တယ်ကျွန်တော်တို့လည်းပြောရဒါပေမဲ့ဒါကကျွန်တော်တို့မြမတက်မတော်ရဲ့အောင်မြင်မှုရလက်တစ်ခုတော့ပေါ့နော်ဒါဖြစ်လာပြီပေါ့နော်အဲတိုက်ပွဲတွေအတွက်ကောအဲလူရင်အားလက်နဲ့ရအလုံးရင်းနဲ့ပေါ့နော်တောက်ချောက်ဟိုဒီတိုင်းပြည်ရဲ့ ဟိုပေါ့နော်အားကိုးရဆုံးနဲ့တိုင်းပြည်တော်အားထားရဆုံးကဘယ်သူလဲဆိုတာကိုပြည်သူလူထုတွေသိလာတဲ့အချိန်မှာအဲကျွန်တော်တို့ line ပေါ်အော်ရာကျတော့နှက်ပါတယ်ပြည်သူလူထုတွေပူပေါင်းလာတယ်ပူပေါင်းလာတဲ့အတွက်ကျွန်တော်တို့အဲစကိုင်းမုံရွာလမ်းဆိုရင်ကျွန်တော်တို့ပြောပြရမယ်စကိုင်းမုံရွာလမ်းအနောက်မြောက်တိုင်းစစ်တပ်နဲ့ကျိုးတိုင်းဒီစီရလမ်းမှာနော်ဒီတက်မတော်ပဲထောက်ခံအားပေးတာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်အဲလူတွေသွားနေတယ်သွားလို့ရနေတယ်နော် အရင်တော့လို့မဟုတ်တော့ဘူးတဖြည်းဖြည်းနဲ့ပေါ့နော်အကျွန်တော်ကဒါနံပါတ်တက်ပြောရင်မကောင်းလို့ဟိုဘာလို့လဲဆိုတော့ကျွန်တော်တို့အတိဆုံးဒါကျွန်တော်ဘာကိုပြောချင်လဲဆိုတာလဲတီးတယ်လူတွေတီးတယ်နော်သွားကြတယ်သွားတယ်နော်တက်မတော်ကိုဖြောပြေဖို့လို့ဘာလို့ညာလို့သွားလမ်းပေါ်မှာဘာ PDF မှမရှိဘူးတက်မတော်ကတကယ်လုပ်ပြီဆိုရင်မရှိဘူးနော်တက်မတော်ကလည်း तू ကသူ့အနေနဲ့စဉ်းစားရတဲ့လုံရက်တစ်ခုတော့ရှိမှာပေါ့ဗျာ ဲ့အဲ့ရောမပြောကြတော့ပါဘူးဗျာနော်အဲ့အဲ့ပြောလိုက်ရင်တော်လီဟူလို့မို့မကောင်းလို့ဒီကျွန်တော်တို့ဗမာ PDF ဒီလမ်းပေါ်မှာပါညာမယုံရင်တက်မတော်အဲ့အနီချောင်းပေါ်ပဲတက်ထားကြည့်လိုက် PDF ချီးတကောင်တော်မှမတွေ့ရအောင်နော်ချီးတကောင်တော်မှမတွေ့ရအောင်ဒါပေမဲ့စင်းနီးဗျူဟာရနဲ့အတက်ချင်တက်တက်မှာကြိတ်မယ်ဆိုတာလေတမျိုးတော့ရှိမှာပေါ့နောက်တစ်ခုကယွာဒီကျွန်တော်တို့အခုပြောပြောတယ်အခုဖားကန်ဆိုပူပေါင်းမှာ နော်ပြည်သူကသတင်းပေးပါပူးပေါင်းလာရင်အောင်မြင်မှုတွေရလာမယ်ကိုယ့်ရဲ့ကိုယ့်ဒေသကိုယ့်မြို့တွေရွာတွေမြို့တွေနော်ခရိုင်တွေတိုင်းတွေအေးချမ်းလာမယ်နော်စီးပွားရေးကောင်းမွန်လာမယ်ပြည်သူလူထုကလည်းအကြောက်တရားနဲ့အယံကိုကြောက်တယ်အခုကျွန်တော်ပြောတယ်ကိုယ်တော်ဝန်ရုံတော့အားကြတယ်တဲ့ဒီလိုပြောတာဆိုတာတွေလှုပ်တာခိုင်းတာတွေတွားတာလာတာကြီးရဲ့ဒါပေမဲ့အကိုတို့ကျွန်တော်တို့လိုကျွန်တော်လိုမျိုးလိုက်လို့ပါလားလို့အတူတူလို့တော့ ကျွန်တော်မှမိသားစုရှိတယ်တဲ့ဟောဗျာကျွန်တော်မှလည်းမိသားစုရှိပါတယ်ဒီမှာသမီးလေးလောင်ဟိုဘက်မလဲနဲ့ဒီမှာကျွန်တော်သမီးလေးနော်ပေါ့နော်ကျွန်တော်မှလည်းသမီးလေးရောသားလေးရောရှိတယ်ဗျာနော်သမီးရောသားရောရှိတယ်ကျွန်တော်မှလည်းမိသားစုနဲ့ပဲလေဒါပေမဲ့အခြေခံစိတ်ကနိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်တစ်ခုနဲ့ဒီအလုပ်ကိုလုပ်တာနော် ကျွန်တော်ပထမဆုံးချက်တာဒီနိုင်ငံဒီလူမျိုးကိုချက်တာကျွန်တော်ဒုတိယချက်တာတက်မတော်ကိုချက်တာနော်တက်မတော်ရဲ့တက်မတော်အဖွဲ့အစည်းကိုချက်တာနော်နောက်တော့ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေနော်ပြည်သူလူထုအားကိုးရတဲ့ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေကိုကျွန်တော်ကချက်တာနော်တကယ်ကောင်းခဲ့တဲ့ဝန်ထမ်းတွေဆိုလီးပဲဆော်ရဆော်ရဖက်နဲ့ပဲတိုက်ရတိုက်ရပစိုးပဲဆော်ပေးရဆော်ပေးရနော်ပြည်သူနဲ့ဝန်ထမ်းနဲ့ကြားမှာ နော်တစ်ဖက်နဲ့တစ်ဖက်မြတ်မြတ်တတကြည့်ပြီးကုညီနိုင်မဲ့ဝန်ထမ်းနေဆိုရင်ထိုင်ပါကြောက်ခဲ့မှာဇော်ဘုန်းကြီးတို့အဲ့လောက်မရိုင်းဘူးခမားတို့ကအဲ့လိုတခုပြောရတယ်ဝန်ထမ်းတွေအကုန်ကောင်းနေပြီလားကျွန်တော်အမြဲတမ်းမေးတယ်နော်တချို့ချို့တော့တက်မတော်အကြီးကြီးတွေအကုန်ကောင်းနေပြီလားအကြီးကြီးဆိုတာခမားအစင်စင်ရှိတယ်ကျွန်တော်အမြဲတမ်းပြောပြီးပြီနိုင်ငံနဲ့လူမျိုးကိုချစ်တဲ့ တက်မတော်တရက်ပေါ်ထွက်အောင်ပြည်သူဝအားကိုးရတဲ့တက်မတော်တရက်ဒီခေတ်ပြတ်ထဲမှာပေါ်ထွက်အောင်အခြေခံစစ်တီမိသားစုတွေကအားကိုးရတဲ့ဒုတကြက်တက်ကြက်တက်ကြက်ကြီးစီကျူဒုရာကံဘူအရာကံဘူဘူဒီလိုလူမျိုးတွေပေါ်ထွက်အောင်လို့ခမားလို့ကျွန်တော်တို့ကပြောတဲ့ပြောလိုက်တဲ့စကားတွေဆိုရင်ပြောရမှာနော် ဲ့တော့ခင်ဗျားတို့ကိုယ်တိုင်လည်းအဲ့စကားတွေမပြောဘူးအခုတော့တက်မတော်ကပြည်သူကလည်းတည်လာတယ်ဒါဖားကန့်လို့ပြောလို့ဆိုရဲနေရာတွေကိုဒီနေရာတွေကိုအဲ့လိုသွားလို့ရတယ်ဆိုတော့တက်မတော်အင်အားများတယ်နော်သွားတာအင်အားများတယ်နော်အဲ့လုံခင်းကြောက်ဝိုင်းလို့ပြောလို့ဆိုပြေးတော့တာအဲ့မှာတန်းတက်မတော်အင်အားများတယ်ဒါပေမဲ့တက်မတော်ရဲ့စီမပေါက်သွားဘူးနော်စီမပေါက်သွားတဲ့အတွက်ဘာဖြစ်လဲအခုတက်မတော်က အဲ့ဒီယွာနီကျုံဆက်အကုန်လုံးကိုဖားကန်အဲ့အနေထားကိုတက်မတော်ကလုံးဝစီးထားတာအခုနော်အဲ့ဒါနံပါတ်၄ကျအဲ့ဒါဖားကန်နောက်တစ်ခုကသတင်းမကောင်းတာကမိုးကုတ်နော်မိုးကုတ်သတင်းမကောင်းတာမိုးကုတ်ဆိုမိုးကုတ်အကြောင်းကိုပြောပြမယ်သတင်းမကောင်းတဲ့အကြောင်းတရားကဒါနဲ့ကျွန်တော်ဒီကြံရတဲ့ဘုတ်တော့အရင်ပတ်ဝန်းမယ်